အဲ့ဒီမေတ္တာအကြောင်းကိုဒါဘုန်းကြီးကဒါကိုရွေလေးဒီမှာအချိန်ယူပြီးတော့နည်းနည်းပြောပါဦးမယ်ဘုန်းကြီးတော့တငယ်ချင်းရှိတယ်ဘုန်းကြီးတပါးအဲ့ဒီဘုန်းကြီးတပါးနော်တော့ဒုက္ခရောက်တာပါဒုက္ခရောက်တာဆိုငွေချင်းနဲ့ပတ်သက်ပြီးတော့ဒုက္ခရောက်တာအဲ့ဒီဒုက္ခရောက်တာကဘုန်းကြီးရှိကိုလာတဲ့တဂရမတွေပေါ့ဗျာတဂရမရင်းနှီးကြတယ်ရင်းနှီးကြတဲ့အခါကျတော့တယောက်ကပတ်စံချီးတယ် ပတ်စံချီတဲ့အမောက်ကတော်တော်များပါတယ်။ရာချီပြီးတော့ချီတာပေါ့။သိန်း400ပေါ့။ဒါသိန်း400ဗမာပြည်မှာဒါသိန်း400ပေါ့။ပြီးခဲ့တဲ့2000နှစ်အဲဒီနေ့2010ခုနှစ်က2010ကပြီးခဲ့တဲ့2010ကပတ်စံချီတဲ့အခါကျတော့မပြောတာပေါ့ရှင်ဘုရား။သူကတော့တပည့်တော်ရှင်မှလာပြီးတော့ပတ်စံချီနေပြီတဲ့ရှင်ဘုရားအဲတပည့်တော်သူ့ကိုပတ်စံချီလိုက်ရမလားလို့ပြီးတော့ဘုန်းကြီးကလည်းချီလိုက်ပါလားပေါ့ရှင်ဘုရားတာဝန်ယူသလားပြီးတော့ဟောတာဝန်ယူပါတယ်ပေါ့ဟုတ်လား တာဝန်ယူရှင်ပြလက်မှတ်ထိုးရလိမ့်မယ်ဆိုတော့ထိုးပါတယ်ဆိုပြီးထိုးတာလက်မှတ်လွယ်လွယ်ကူကူထိုးလိုက်တာနော်ဘာမှမသိဘူးဘုန်းကြီးကတော့မှပေးမယ်လို့လည်းထင်လို့ပေါ့နော်ဘုန်းကြီးစိတ်ပေါ့ဘုန်းကြီးဆိုတာလူမှုရေးသိသိတာမဟုတ်နားလေတာမဟုတ်နော်လူတွေအကြောင်းအသိသိတာမဟုတ်ဘူးအဲ့ဒါဆိုတော့ကျုပ်တာဝန်ယူရဆိုတော့ထိုးလိုက်တာ၃လအဲ့ဒီနေရာမှာစိန်လက်ကောက်ဒါတကယ်ဖြစ်ရနော်ဒါနေရာနဲ့လိပ်စာကိုဘုန်းကြီးခုနကတော့မပြောတော့ဘူးဟိုအဲ့ဘုန်းကြီးကိုခွန့်တောင်းတာရှင်ဘုရားအကြောင်းကိုတပည့်တော်တရားထည့်တဲ့အခါ ယောဂီကြီးအားတက်အားတက်စီအောင်တပည့်တော်ထည့်ပြောခြင်းလဲဆိုရှင်မပြောပါနဲ့ကွာရှက်စရာကောင်းလို့နော်အားကြောင့်နာမည်နဲ့လိပ်စာတော့ဟိုနဘုန်းကြီးမပြောတော့ဒါဘုန်းကြီးနေတကယ်ချင်းမှာဟိုပိဋကနှစ်ပုံခွဲအောင်မိသားပါအဲ့ဒီဆက်မလုပ်တော့သူရက်ထားတယ်အမ်မလီကမန်လီမှာအတူတူနေခဲ့ကြတဲ့တကယ်ချင်းတွေပေါ့ငငယ်ကစာသင်သားဘဝဘုန်းကြီးတဲ့ဟိုနှစ်ဝါသုံးဝါတော့ကြီးတယ်အဲចောင်းထိုင်နေတယ်ရန်ကုန်တိုင်းထဲမှာပါပဲចောင်းထိုင်နေတဲ့အခါကျတော့အဲ့လိုဖြစ်ကြုံလို့တယ်ကြုံတဲ့အခါကျတော့၃လလောက်တော့အတိုးတက်သေးတယ်အပေါင်ခံကစိန်လက်ကောက်သိမ့်တရားတယ်တဲ့ အသိန်းတရာပါတယ်ပေါ့ဗျာအဲ့ဒါနဲ့အပေါင်းခံပြီးတော့ပတ်စံသိန်းလေးရာချီတယ်ချီတဲ့အခါကျတော့ဘုန်းကြီးကလည်းလွယ်လွယ်ကူပဲလက်မှတ်ထိုးတယ်လက်မှတ်ထိုးခဲ့တဲ့အခါ၃လကြာတဲ့အခါဟိုကပျောက်သွားပြီဘယ်ရောက်သွားမှမသိတော့ရောက်သွားပြီချီတဲ့ပုဂ္ဂိုလ်ကပျောက်သွားပြီပျောက်သွားတဲ့အခါကျတော့ဘုန်းကြီးကလာပြီးတော့ပြောတယ်ပေါ့လာပြီးတော့ရှင်ပြားဘယ်နှလုံးမလုံးပေါ့ရှင်ပြားတောင်းပေးဆိုတော့သူကသွားပြီးတော့ပြောပြတယ်အဲ့ရောက်တော့ကဟိုကမရှိတော့ယောက်ျားဖြစ်တဲ့ပုဂ္ဂိုလ်အမျိုးသမီးချီတာအမျိုးသမီးယောက်ျားဖြစ်တဲ့ပုဂ္ဂိုလ်ပြောတယ်ယောက်ျားဖြစ်တဲ့ပုဂ္ဂိုလ်သွားပြောတဲ့အခါကျတော့တကားကြီးမျိုးသမီးကအဲ့လိုလိုချီတယ်ကျုပ်တကမကျုပ်တကမရှင်ပါပေါ့အဲ့ဒါတကားကြီးဘယ်နဲ့လုံးမလို့ဆိုတော့ အဲ့ဒီကိစ္စမှာတပြည့်တော့မပါဘူးလေအရှင်ပြပါအရှင်ပြလုပ်တာအရှင်ပြတာဝန်ယူထားတာဟုတ်လားအရှင်ပြခံတော့ဆိုတော့ဟိုကလည်းအဲ့လိုပဲပြန်ပြောလိုက်တယ်အဲ့ဒီလိုပြောတဲ့အချိန်မှာအဲ့ဒီဘုန်းကြီးအတော်ကြီးစိတ်ညစ်သွားတယ်စိတ်ညစ်တဲ့အခါကျတော့ဟိုဘက်ကလည်းဒေါသထွက်နေတဲ့အခါကျတော့တရားဆွဲမယ်ထောင်ချမယ်လို့တော့အလားဘုန်းကြီးကဟိုမှာတန်ဆိုးတန်းကိုခေါ်တယ်ဘုန်းကြီးထောက်ချမ်းနေလာတယ်ဇောနာအဲ့လိုလာခဲ့ဦးဥဇောနာပေါ့လာခဲ့ပါဦးတော့အလာခဲ့လို့ဆိုတော့သူကဖြေးရတယ်။အเจ้าအထိမလာဘူးသူကအเจ้าအထိမလာဘူး။မြို့ထဲကလာခဲ့ပါ။ဟိုကပတ်စဖို့ရုံးရှင်းတာပါဘောနော်။ အဲအဲ့ဒီကလာခဲ့ပါဦးဆိုလာသွားတယ်သွားတဲ့အခါကျတော့တဏှာခေါ်ပြီးတော့ပြောတယ်ငါပြဿနာတက်နေပြီတဲ့ဘာပြဿနာတက်တယ်ဆိုတော့ငွေကြေးကိစ္စဟာငွေကြေးကိစ္စဆိုအရှင်ပြဘာဖြစ်တာတော့မလို့ကုညီနိုင်လို့ချင်းတပြီးတော့ကုညီနိုင်မယ်ပတ်စံပတ်စံများသလားများတယ်လားသိန်း90လောက်လားဆိုတော့ပြောတယ်ဘေကမလို့များတယ်သိန်းကတော့ဘာလို့လဲဆိုတော့သိန်း400ဟွိုက်ဆိုတော့ကိုက400ဆိုတော့လန့်သွားတော့ပေါ့နော်400ဆိုတော့ဟွိုက်ဆိုတော့အရှင်ပြဘာဆန်ရှိလို့လားဆိုတော့ မရှိတော့ဘူးကွာတဲ့ငါကထောင်ချတော့မပြောငါထောင်ချရတော့မယ်ဟာရှင်ပြဘယ်လိုဖြစ်လဲတော့တရားစွဲမယ်ဖြစ်ပြီတဲ့ငါထောင်ချတော့မထောင်ချရင်ငါရှက်စရာကြီးတဲ့ဘုနာလို့ပေါ့နော်ငါငါဆွဲချချပြီးတော့တရားမလားမသိတယ်ငါပေါ့နော်ဟာမလုံနေရှင်ပြအဲ့လိုတော့မလုံပါနေပေါ့နော်ဆွဲချချပြီးတော့ရှင်ပြမသိနေပိုဆိုးနေမယ်ပေါ့နော်အဲ့လိုဖြစ်တော့မလုံပါနေလို့ရှင်ပြတခုခုဖြစ်တပည့်တော်ရှင်လာခဲ့တော့တယ်ဆွဲချချမယ်ဆိုလို့ရှိရင်တပည့်တော်ရှင်မှချအောင်မလုံမှဆိုလို့နော်တပည့်တော်ရှင်မှပဲလုံဆိုပြီးတော့တားလို့ရအောင်ပေါ့နော်အဲတပည့်တော်ဖုံးဆက်ပြီးတော့ခေါ် အဲ့တော့သူကပြောတဲ့အခါကျရှင်ဖျားကွာဘာလို့တော့ကိုကနားမလဲဖိနေဘာလို့ရှောင်းလို့ ਆ ဆိုတော့ကိုကလည်းကိုထက်ကြီးတယ်ဟာဟိုဘိုလ်လဲကရုဏာဒေါ်တော်ဖြစ်လို့သူကငေါက်တာငေါက်တဲ့အခါကျတော့မြည်ကြီးကြတယ်ငါအားငယ်လို့မင်းခေါ်တော့ကွာအမေကငါလှန့်ငင်ကုန်နေတယ်ဟိုတတိတော်လည်းဟိုအရှင်ဖျားဟောနော်ဟိုကရုဏာဒေါ်တော်ဖြစ်ပြီလို့ပါအဲ့ဒါနေမပူပါနဲ့လို့ရှင်ဖျားအဲ့မေတ္တာပို့ပါဟိုနော်ရှင်ဖျားလည်းစာတက်ပေးတတ်ပေးတတိတော်တက်တက်နေတာမေတ္တာပို့မေတ္တာပို့လို့သူ့ကိုပို့လို့မရဘူးဆိုလို့ရှိရင်မေတ္တာတော့ကိုအမြဲတမ်းညွတ်နေတယ် ရှင်ဘုရားဟာဒုက္ခရောက်ပြီးဒုက္ခနဲ့တကယ်ရင်ဆိုင်ပြီဆိုတော့ရှင်ဘုရားဟာရှင်ဘုရားရဲ့အာကိုရာဒါပဲရှိလို့လေဒီချိန်ကျရင်ဖရာနီးကိုအရှင်ဘုရားတော့ရတော့မယ်ရှင်ဘုရားမှာယောနိုင်ဖို့ပတ်စံလည်းမရှိဘူးဆိုတော့အရှင်ဘုရားဖရာနီးကိုတော့ရတော့မယ်ဆိုတော့အဲ့ဒီကျန်တဲ့ချိန်မေတ္တာသူ့ကိုမေတ္တာမြများပို့ပါနှစ်ယောက်စလုံးကိုမေတ္တာပို့နှစ်ယောက်စလုံးကိုမေတ္တာပို့ဆိုတော့အဲ့ဒါသူကမေတ္တာပို့တယ်သူမှာတော့အခက်ခဲကကြုံလာပြီလေကြုံလာတဲ့အခါကျတော့မေတ္တာမှတပါးသူ့မှာခုနလိုပဲအာကိုရာမရှိတော့ဘူး ဖျောက်စလုံးကိုမေတ္တာပို့တယ်အဲ့လိုမေတ္တာပို့မေတ္တာတော့လည်းယွအားတဲ့ချိန်မေတ္တာတော့ယွနေတာသူ့မှာပါဇက်ကွက်အလကားမထားဘူးအမြဲတမ်းတွွတ်တွွတ်နေဖြစ်နေကျန်တဲ့ချိန်မှာတော့ခုနကလည်းမေတ္တာကြီးကြီးတောက်လျှောက်ပို့နေတော့နိုးတဲ့ချိန်မှာထားပဲပို့တယ်အဲ့ဒီအချိန်မှာဘုန်းကြီးတွေလည်းလာတယ်တဲ့ဘုန်းကြီးတွေခေါ်ခေါ်လာပြီးတော့ရှင်ပြဘာဖြစ်လဲပါရာဇီကဒါလည်းဆွတ်ဆွဲပေါ့ဗျာရှင်ပြလူချွဲတော့ဗျာဒါရှင်ပြလိန်လယ်မှု မူပေါင်းကြံစည်မှုဆိုပြီးတော့ခုနကပြောတော့စိတ်တည်းလည်းအတော်ကြီးရပါတယ်သူနော်နောက်တစ်ခါလာနောက်တစ်ခါလာမပြတ်နာရှာတော့ဒုက္ခမရလဲခုနကအတော်ကြီးပေါ့ဒုက္ခရောက်ပါတယ်အဲ့လိုနေနေလာနေလာနေလာတော့သူ့ကိုဟိုတိုးတိုးပြီးတော့လောက်တယ်ပေါ့မေတ္တာလည်းပို့တယ်ထိုင်ပြီးတော့မေတ္တာပို့တယ်နေလည်းလောက်တယ်ကျန်တဲ့ချိန်မှာလည်းမေတ္တာရွတ်တယ်မေတ္တာရွတ်ပြီးတော့သူသစ္စာပြုတာပေါ့သစ္စာပြုတာသူကျမ်းမှာမလို့ချမ်းသာပါသေးပေါ့သူ့ပုံမှာဟိုဗျာတတ်တွေ့မှတ်တွေ့တွေပေါ့ခုနကလိုပဲအဲ့လိုဖြစ်နေတဲ့ဒေါသတွေလည်းပြေးအေးပါသေးပြေးကြောက်ပါသေးပါသေးဆိုပြီးတော့မေတ္တာတွေပို့ ။နောက်ချင်းကျတော့နောက်15ရက်လောက်ကြားတဲ့အခါကျတော့ဘုန်းကြီးရောမေတ္တာအဲဘုန်းကြီးရောဖုံးဆက်တယ်။ဦးဇော်တာနည်းနည်းအခြေအနေတော့နည်းနည်းထူးခြားတယ်ပေါ့နော်။ဟိုဘုန်းကြီးကြီးခေါ်ပြီးတော့လည်းမလာတော့ဘူးပေါ့နော်။ပြဿနာတော့မရှာတော့ဘာမှတော့မပြောသေးဘူးပေါ့နော်။အခုတော့ဟုတ်လားလို့သူ့ကိုပြဿနာမရှာတော့ဘာမှတော့မလုပ်သေးဘူး။ဒါပေမဲ့လို့ဟုတ်လားလို့မယုံတော့မယုံအသေးဘူးပေါ့နော်။ဒီနေ့ကျတပည့်တော်လာတော့ပြဿနာတော့လာချင်တပည့်တော်ခံရလိမ့်မယ်ဆိုပြီးတော့အဲ့လိုပြောတယ်။ရှင်ဘုရားရှင်ဘုရားတပည့်တော်အရင်တော့ကဖြစ်တဲ့ကိစ္စဘုန်းကြီးမှလည်းဖြစ်ခဲ့ဘူးတယ်ပေါ့နော်။အဲ့ဒီလိုတော့မဟုတ်ဘူး။ငွေချီးတာတော့မဟုတ်ဘူး။သိလား။ ကြုံခဲ့ဘူးတဲ့ကြုံခဲ့ဘူးတဲ့ဟာကိုတပည့်တော်လုပ်တဲ့နည်းလဲရှင်ပြသီးသားပဲဥမာကြောက်ခဲလေးရတာအာယုံပြုတ်လို့မရဘူးဆိုလို့ရှိရင်ဒီနေရာဒီကြောက်ခဲလေးရတာမဖြူဆိုမဖြူပေါ့မဏီဆိုမဏီပေါ့ဗျာမဏီလို့ဆိုဒီကြောက်ခဲလေးကိုကြည့်ပြီးတော့သူ့မျက်နှာမြင်အောင်ကြည့်ပြီးတော့အမြဲတမ်းမေတ္တာပို့မေတ္တာပို့ဟွန်းဟွန်းပြီးတဲ့အခါကျတော့ရှင်ပြမေတ္တာတုတ်ကိုလည်းရေးဖို့မေတ္တာတုတ်ကိုလည်းအဲ့ဒီမေတ္တာမြတ်စွာဘုရားရဲ့နော်တော့ရွှေနှုတ်တော်ထွက်ဓမ္မဆက်ဖြစ်တဲ့မေတ္တာတုတ်ပြည့်သည်အီရီ၌ဒီပါစေရေးဖို့လည်းပဲပြောလို့ဒီခွက်လေးနေပေါ့ မေတ္တာတော့မေတ္တာရည်ပေါ့ဒါပရိယုတ်တာပေါ့ဒီလိုလှည့်လှည့်ပြီးတော့လက်ညှိုးလေးနဲ့ထဲထဲပြီးတော့ယူခန်းတာပေါ့ဒီလိုလုံခန်းပြီးတော့ယွတ်တယ်ပရိယုတ်တဲ့ထက်မှလည်းထုံးစံရှိပါတယ်ဒီလိုလေးလုံးပို့ပြီးတော့အာနိသင်ရရပါမယ်နော်အဲ့လို38ခေါက်လောက်ယွတ်ပြီးတော့ရှင်ဘုရားခဏခဏမေတ္တာပေါ့အာယုံပြုတ်လို့မရရင်ဒီကြောက်ခဲလေးဟာဘသူဆိုပြီးတော့နော်အာယုံပေါ့ဒါတော့သမထနေပင်မှာပြဉ္ညက်ကိုနိုင်တာသမထပဲနော်သမထသူကတော်တော်များများလောကီတွေကပြဉ္ညက်နေပင်မှာရှိတယ်သမထဆိုတော့ပြဉ္ညက်ကိုပိုင်အောင်လုပ်တာသမထ ပရမတ္ထသဘောတရားကိုပိုင်အောင်လုပ်တာကဝိပဿနာပဲเนาะတကူးဆိုတာလည်းဒါပြဉ္ညာထဲမှာပါတယ်လူတရားဖန်ဆင်းတဲ့တထောင်ဖန်ဆင်းတဲ့ဆိုတော့တကယ်မရှိတော့အရှိလို့တာပြဉ္ညာပဲเนาะပြဉ္ညာကိုနိုင်နေရင်ခုနလိုပဲပိုင်တော့တာပဲတော်တော်များများအားကြောင့်မလို့သူ့မှာတော့ပွားများတဲ့အရှင်ကကြာလာတဲ့အခါကျတော့ခုနလိုပဲအားတဲ့ချိန်အဲ့ဒီကြောက်ခဲလေးပေါ့မေတ္တာမေတ္တာရည်ဖို့ဗျာပြောနေအဲ့ဒီမှာစိန်ထားလိုက်တယ်ကျမ်းပါပါသိချမ်းသာတယ်တန်းနေချင်းတော့ချောင်းမေတ္တာတွေပို့နေတာသူ့ကိုအေးမြပါစေပေါ့အမှန်တော့ ဲ့လိုပို့ပို့နေတဲ့အခါကျတော့နောက်15ရက်လောက်ဆိုတော့ဘုန်းကြီးကိုဖုံးဆက်တယ်ဥဇဝနာထူချတယ်ပေါ့အဆင်ပြေတယ်ပေါ့နော်အဆင်ပြေတယ်ဘလို့လဲအဆင်ပြေတော့ဆိုကျောင်းဝင်လာသွားတယ်ပေါ့ကျောင်းဝင်လာပြီးတဲ့အခါကျတော့တပြည့်တော်လာပြီးတော့ကနော်စိန်လက်ကောက်သိမ့်တရားတယ်တပြည့်တော်လာလှူသွားတာဟာဘလို့များလာလှူသွားတာဆိုမဟုတ်ဘူးတဲ့အဲ့ဒီစိန်လက်ကောက်သိမ့်တရားကိုအိမ်မှာမထားချင်လို့တဲ့နော်ဟောကောင်မရဲ့ဟာကိုလည်းအိမ်မှာတပြည့်တော်မထားချင်စက်တည်းရမရှိဘူးပေါ့နော်အဲ့ဒီဟာကိုအရှင်ဘုရားကိုသိမ့်400လှူတယ်လို့ပဲ သဘောထားလိုက်တော့ရှင်ဘုရားကိုတပည့်တော်သိမ့်လေးရလှူတယ်လို့ပဲသဘောထားတော့ဒီဟာအပါဝင်ပေါ့ဗျာเนาะအရှင်ဘုရားကိုတပည့်တော်ကအနုကုံးကလှူဖို့အစီအစဉ်ရှိတယ်ဒါပေမဲ့လို့အရှင်ဘုရားကိုမလှူတော့ဘူးเนาะဒီအကျွေးဟာလှူတယ်လို့ပဲသဘောထားလိုက်တော့အရှင်ဘုရားကိုเนาะတပည့်တော်ပြဿနာမရှာတော့ဘူးပေါ့เนาะအဲဒါကြောင့်ဒီတရားလည်းဟာလည်းပဲအရှင်ဘုရားဘာလုံးလို့အရှင်ဘုရားပဲသုံးတော့ဆိုပြီးတော့အဲဒီစိန်လက်ကောင်သိမ့်တရားတယ်ဘုန်းကြီးကလှူလိုက်တယ် လူလည်းပြီးမကြဘူးအကြောင်းရောက်လာတော့ဘုန်းကြီးဘွတ်ကြီးအောင်မင်းလာမြေစင်းတော်ရရောက်လာတယ်သူကယူလာတယ်တနေ့ကျတော့ညချင်းနေလာတော့ဗောနောအဲသူအစဉ်ပြည့်တဲ့အကြောင်းကိုလည်းပြောသိချင်းလို့ပြောချင်းတော့ပါဘုန်းကြီးရှင်ရောက်လာတယ်ရောက်လာတဲ့အခါကျတော့အဲမှာသူတက်တဲ့အဖြစ်နဲ့ပါလာပါတယ်ဒီဟာမှာပါသင်းလင်းသင်းတရားဆိုပြီးတော့ပြောတာပဲတန်လားမတန်လားတော့ငါလည်းမသိဘူးတဲ့ဟောနောအဲတပြည့်ကလည်းမပြောတတ်ဘူးလို့အဲ့ဒါတော့တပြည့်တော့မကြွချင်ဘူးဗောနောအာရှင်ဘုရားလို့ညီကိုမောင်နှမချင်းတော်မှာခွန့်လွန်ခဲတဲ့ကိစ္စကိုရှင်ဘုရားကိုခွန့်လွန်ပြီးတယ် ရှင်ဘုရားဘောနော်ဒါမေတ္တာရဲ့ကျေးဇူးဘောနော်ရှင်ဘုရားရဲ့မေတ္တာအောင်မြင်တာပဲရှင်ဘုရားဒီတဲ့ပို့ပြီးတော့တိုးလို့ရမယ်အဲ့ဒီလိုလုပ်တဲ့အခါကျတော့သူသိမ်းပျောက်ဆုံးသွားတဲ့ကုံဆုံးသွားတဲ့သိမ်းလေးဟာရှင်ဘုရားရဲ့မေတ္တာကြောင့်သူဒီတဲ့မှာကပို့ပြီးတော့ပြန်ရအောင်ရှင်ဘုရားတာဝန်ရှိတယ်ရှင်ဘုရားတတ်နိုင်တဲ့ဖက်ကလည်းရှင်ဘုရားဆောက်ရှောက်ပေးရမယ်ဆိုတော့အဲ့ဒါတိုးပြီးတော့လုပ်ပြီးတော့ဆိုပြီးတော့အဲ့ဒါဘုန်းကြီးကခိုင်းတာပေါ့ဗျာဘုန်းကြီးတဲ့ကြီးပါတယ်နော်ပြဿနာဖြစ်တဲ့အခါကျတော့ကိုယ့်ထက်ပင်ကြီးပါတော့လဲပဲစာပေတတ်ပါတော့လဲပဲ ဘာလို့လုံးလုံးဝမသိဖြစ်တယ်အားပေးဖို့အနားမှာလိုတယ်ပေါ့နော်အဲ့လိုတော့အကြံဉာဏ်ကြီးကလည်းဘယ်ရောက်လို့ရောက်မှမသိဘူးတကယ်ဖြစ်တဲ့အခါကျတော့အမှဘုန်းကြီးကပြောတဲ့အခါကျတော့ဒုက္ခများပို့ပြီးတော့တိုးလုံးတယ်တိုးလုံးလုံးလုံးတဲ့အခါကျတော့ဒီခါကျတော့ယုံကြည်မှုဟာရှိသွားပြီလေယုံကြည်မှုရှိတော့လောက်တဲ့အခါကျတော့ဘယ်ပဲဖြစ်တဲ့တုံးဆိုနောက်ဆဲလောက်ကျတော့ခါဘုန်းကြီးလမ်းပြီးတော့ဆက်တယ်ဥဇမနာဥဇမနာခဏတော့ဟိုငါ့ဘုံခဏတော့စိတ်လောက်ကလူတဲ့တိတ်တိတ်တရားလူတဲ့တကောမှာကြောင်းခဏခဏလာတယ်မပြန်တော့ဘူးတဲ့မပြန်တော့ဘူးငါသူ့ဆိုင်စကားပြောတာအတော်ကိုညောင်းလာပြီပေါ့နော် ပြန်တော့လို့ငါလည်းမပြောရက်ဘူးပေါ့။ဘာလို့ဖားလဲဆိုတော့တင်းလေးရမျက်နှာကြီးကရှိနေရဲ့ပေါ့နော်။ငါ့ကိုခွန်လှထားတာကြီးရဲ့ပြန်တော့လို့လည်းငါမပြောရက်ဘူး။သူ့ကိုထိုင်ထိုင်ပြောရတယ်လည်းငါအတော်ပူညောင်းတယ်ပင်ပန်းတယ်ပေါ့နော်။အဲကြောင့်ငါဘယ်လိုလုပ်ရမလို့မသိဘူးလို့ဆိုတော့အရှင်ဘုရားရှင်ဘုရားတော့ဘုရားရှင်မှာတင်ထားတဲ့ရည်မေတ္တာသူ့ကိုစိန်ထားတဲ့ကြောက်ခဲလေးကရှိသေးသလားလို့မေးတော့ရှိသေးတယ်။ရှင်ဘုရားအဲဒါဆိုရည်ကသွန်ပစ်လိုက်တော့ ရင်မတော်ဘူးဆိုလို့ရှိရင်အရှင်ဘုရားကြောင်းကသွားတော့မှာမဟုတ်ဘူးအဲနော်အဲကြောင့်ပြန်တော့မှာမဟုတ်ဘူးပေါ့နော်အဲအဲ့ဒါကြီးကိစ္စလေခုနလိုအဲ့ဒီတိုင်းပဲလုံလိုက်တဲ့အခါကျတော့မေတ္တာကိုလျှော့လိုက်တာပေါ့ဗျာဒီကမေတ္တာလျှော့လိုက်များလုံးတဲ့အခါကျတော့မေတ္တာပြန်လျှော့ရတယ်ဒီလားဘုံမောဆရာတော်ဘုရားကြီးဟောတယ်လို့ပေါ့အကုန်လုံးပွားလို့ချမ်းသာတဲ့အခါကျတော့နော်ဘုံကြီးလုံးလည်းဘုံကြီးများဘုံလျှော့ရတယ်ဆိုတော့ဟုတ်လားဘုံဆရာတော် အရင်တော့ကပရိကောတနေ့ကိုအပတ္တရာစိတ်တယ်ဆိုလို့ရှိရင်90လောက်လျှော့တယ်ဘောဘုံကြည့်အိတ်ချိန်စားချိန်မရှိတော့ဘူးเนาะသူကလည်းမှအိတ်လို့မရတော့ဘူးဘာလို့တနေ့ဘုံတနေ့ဘုံထိုင်ပြီးတော့စကားပြောရတာဘောเนาะပြန်တော့လို့လည်းမပြောရဘူးဒီလားအဲ့ဒါလေသူကဟုတ်တော့အရှင်ဘုရားတော့ဘုရားရှင်မှာရှိတဲ့မေတ္တာရေဟာဒီတိုင်းရှိသေးတယ်လားရှိသေးတယ်အဲ့ဒါဆိုတော့တွန်လိုက်တော့နော်မတော်ဘူးဒီတိုင်းထားရင်အရှင်ဖျားကြောင်းကပြန်တော့မှာမဟုတ်ဘူးဟောနော်အေးဒါတကယ်လက်တွေ့ပါနော်ဟိုနေပြီးတော့ရဲမှုကြီးပေါ့ဥမြင့်သိမ့်တာဘုန်းကြီးရှင်မှာခုနပြောတဲ့ နာတကားကြီးပါပဲ။ तू ကတရားထိုင်တဲ့အခါကျတော့ तू ကပလီဘောထာနေအကြောင်းကိုလာထိုင်တာ။အကျွေးကမရဘူး။သင်္ကားစရာအကျွေးရစရာရှိ်။ရစရာရှိတခါကျော့ဒီမာမြေစင်းကြီးကနမိတ်တရားတဲ့အခါကျတော့လူတွေကမေတ္တာပို့ရတာခုနပွားတာတွေအစွမ်းထက်တယ်ဘလို့ရတယ်တဲ့ဆိုတဲ့အခါကျတော့သူကတရားထိုင်ထိုင်တဲ့အခါကျတော့နမိတ်တွေကိုဖျားပူဖို့ပို့ခါနီးမှာအဲ့ဒီနမိတ်ကိုဖျားထံမပို့ဘဲနဲ့သူကအကျွေးရမယ့်လူရှိပို့တယ် အကျွေးရမယ်လို့ရှိရင်ပို့ပြီးတော့သူကအမိတ်နေပေးတယ်မင်းငါ့ကိုသိန်း60ပေးတော့မင်းသိန်း60ပေးပေးရမယ်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 ဆိုတော့တို့တော့အဲ့ဒါပေးရမယ်ဆိုတော့တချိန်လုံးလုပ်နေတော့သူကဘုရားရှင်မဖူးတော့ဘုရားဖူးတာအရေးမကြီးဘူးပေါ့ဒါသိန်းသိန်း60ရဖို့ကအရေးကြီးတယ်ပေါ့အန်ဒီတောက်ချောက်အဲ့လိုလုပ်နေတာလုပ်နေတဲ့အခါကျတော့သူကဘာလဲဆိုတော့အဲ့ဒီလူကပေါ့နော်နေပြီးတော့မှအိမ်ပေါ့အဲ့မှာလာကြောင်းသူ့အိမ်ကိုလာတယ်ပေါ့လာတဲ့အခါကျတော့ဘာလုပ်လို့ဆိုဟိုကားနဲ့ခြေကားနဲ့လာတယ်တရားထိုင်နေမြင်နေတာနော်သူကခြေကားနဲ့လာတယ်ခြေကားနဲ့လာပြီးတော့ အဲ့မှာအထုပ်ကနှထုပ်လာတယ်အထုပ်လာတဲ့အခါကျတော့ခဏတော့3 50ပြင်းမယ်ဆိုပြီးတော့လာတာပဲအင်းကအိမ်ပေါက်ဝန်းထားလဲရောက်တော့အဲ့လူကနောက်ပြန်ဆုံသွားတယ်တဲ့နောက်ပြန်ဆုံပြီးတော့တထုပ်ပေါ်ထားတယ်တထုပ်ပေါ်သိန်းအစိတ်ကိုအိမ်မှာလာပြီးတယ်ပေါ့နော်အဲ့လိုလာပြီးတဲ့အခါကျတော့သူ့ရဲ့သားတယောက်ကရန်ကုန်ရောက်လာရောက်ရိတ်သားရောက်လာတယ်ရောက်လာတဲ့အခါကျတော့သူကပြောပြတယ်ဘယ်သူပတ်စံလာပြီးတယ်ဟုတ်လားတော့ပြီးတယ်ပေါ့သိန်းအစိတ်ပြီးတာလားဆိုတော့ဟုတ်တယ်ပြီးတယ်အဖေဘယ်လိုလုပ်သိရတော့မလဲဟုတ်ပါဘူးကငါထင်လို့ပြောတာပေါ့အဲ့ဆိုသူအားရှိသွားပြီ ပြီးသွားပြီသူဆက်တောင်းရရဆိုတော့သူတည်သွားပြီအဲ့ဒါနေတခါပြန်ပြီးတော့မေတ္တာတွေပို့ပြီးတော့တောင်းလို့ရအဲ့ဒီသိင်္ဂစိတ်ကလည်းမကြဘူးပြန်ရတယ်နော်အဲ့ဒါကြောင့်တော့ तू ကနမိတ်နေ तू ကပတ်စံအကျွေးတောင်းလာနော်အဲ့ဒါကြောင့်တော့ဖရားရဲ့စာပေဖရားရဲ့စကားတွေဟာဖရားရဲ့တရားတွေဟာရည်လဲသုံးလို့ရတယ်နော်ရည်လဲသုံးလို့ရတယ်ဒါကြောင့်ဝိဘူဆရာတော်ဘုရားကြီးကပြောတယ်ဖရားရဲ့တရားတော်တွေဟာဗျာလူလာအောင်လဲလုပ်လို့ရတယ်လူမလာအောင်လဲလုပ်လို့ရတယ်နော် တို့များတစ်ပင်ရှိကဆွမ်းရှိတယ်တဲ့နော်တစ်ပင်အောင်ရောက်ရင်နော်လိုလူချင်းနာတလာတာပဲနော်ဘာလို့ဆိုသူတို့မှနိုင်နေအောင်လုပ်ထားတာကိုနော်တို့များတစ်ပင်ရှိဆွမ်းရှိဆိုဒီသဘောတွေပဲပြည့်ညက်ကဲသဘောတွေဟာဒီတိုင်းကြီးပဲနော်အဲလိုအလုံးကြားဘူးနိုင်မယ်ရွှင်းတာဆရာတော်ဘုရားကြီးဆိုတော့ရွှင်းတာဆရာတော်ဘုရားကြီးကခုနလူတစ်ယောက်နာမည်လာမင်းဘယ်တော့မှမမေ့ဘူးတပည့်တော်ဘသူပါဖះဆိုလို့ရှိရင်လူနှစ်ယောက်ပြောသွားတယ်သုံးယောက်လောက်ပြောသွားတယ် ဲ့လူရောခုနကမဖြူမဖြူမဖြူဆိုတော့တရားရှင်လုံးရှိတဲ့ပရိကိုနာမည်မှတ်မိအောင်ဆိုပြီးတော့သူကပရိစိတ်တယ်တဲ့မဖြူမဖြူမဖြူရောမန္ဒီလာမန္ဒီလာပေါ့ဗျာနော်အဲအဲ့လိုအဲ့လိုပေါ့နော်ဘသူလားဘသူဘသူဘသူဆိုရစီတယ်အဲ့လိုစိတ်တဲ့အခါကျတော့ဆရာတော်ဘုရားကြီးကနာမည်လည်းမှတ်မိတယ်နော်အဲ့ဒီမန္ဒီလာဘယ်လိုလဲအဲ့လိုခဏခဏစိတ်မန္ဒီလာအဲ့အကြောင်းမသွားပဲမနေနိုင်တော့ဘူးနော်မသွားပဲမနေနိုင်ဘူးဘာလို့လဲဆိုပြီးညံ့နေပင်မှာရှိတယ်နော်ပြီးညံ့နေပင်မှာအဲ့လိုမျိုးသဘောတွေကရှိတယ်ဒါမှမဟုတ်ပြင်းချက်ကိုပိုင်တော့ကြည့်ရ ပထဝီပထဝီဆိုပြီးတော့မြေကြီးရောခုနကတော့ကတိုင်းဝန်းလေးရောနေရမှာကက်ထားတဲ့ဟာမြေကြီးမြေကြီးမြေကြီးတော့ပြောတာနေအဲ့ဒီမြေကြီးကအယောင်တောက်လာပြီးတော့လိုရသုံးလေးဟာရောက်သွားတာနော်အသက်ရှင်တဲ့လူပုဂ္ဂိုလ်များဆိုလို့ရှိရင်ပို့ပြီးတော့လွယ်ကူတယ်နော်ဒါကြောင့်မလို့ဝေဘုဆရာတော်ဘုရားကြီးပြောတဲ့စကားအတိုင်းပဲနော်လူလာအောင်လဲလုံလို့ရတယ်လူမလာအောင်လဲလုံလို့ရတယ်ဆိုတာပြည့်ညက်ကိုနိုင်နင်းထားတဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒါသူတို့တွေကပို့လွယ်ကူတယ်ဒါကြောင့်မလို့လောက်ကြပါနော်ပတ်ဆက်ရအောင်လဲလုံလို့ရတယ်ဘာလဲ နော်အကုန်လုံးအဆင်ပြေတယ်ဗျာနော်အဆင်ပြေတယ်မေတ္တာဆိုတာခုနကလောနိဗ္ဗာန်ရောက်တဲ့အချိန်အားကိုးလို့ရတယ်နော်မေတ္တာကနေသွားမယ်ဆိုလို့ရှိရင်ဟိုးမှာတခြားတော်ဆရာတော်ဘုရားကြီးကဗုဒ္ဓဘာသာတဲ့မာတဲ့ဂုံတော်နဲ့မေတ္တာနှစ်ခုကိုပွားတတ်ပြီဆိုလို့ရှိရင်ဗုဒ္ဓဘာသာဖြစ်ရကြုံတတ်ပြီတဲ့ဒီနှစ်ခုနေကိုပါလုံလောက်သွားပြီနော်နိဗ္ဗာန်ရောက်ကြောင်းအတွက်ကဒီနှစ်ခုနေကိုပါလုံလောက်သွားပြီလူတွေကခုနကလည်းမလုပ်တဲ့အတွက်ကြောင့်တော့မခံစားကြရတာနော်ဒါကြောင့်မလို့ ဂုဏ်တော်ကိုလည်းပဲခုနလိုပွားပါမေတ္တာကိုလည်းပို့ပါပို့တဲ့နေရာမှာမေတ္တာပို့တဲ့နေရာမှာစူးစူးဆိုက်ဆိုက်ပို့ဖို့လိုတယ်နော်